ဲအားလုံးပဲမျိုးတွေအားလုံးပဲမင်္ဂလာပါကျွန်တော်အကူမတွေအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာရှိကြပါစေအဲ့တော့ကျွန်တော်မနက်ကပေးထားရဲ့ကျွန်တော်တို့အင်္ဂါဗုဒ္ဓဘူး2ရက်ပဲလာရမယ်ဇာတုံးမွေးကွေလုံးဝဟူးမကျော်အင်္ဂါဗုဒ္ဓဘူး2ရက်အတွင်းမှာလုံးဝကျင်းစီပေါက်ထွက်ရမယ်ဆိုတော့ဇာတုံးမွေးကွေဖြစ်တယ်6 9အဘူပါခွေရနေ9ဘူးနဲ့အောင်သားပြောနော်မနက်ပိုင်းစနေတမညမှာ9ဘူးနဲ့အောင်သားကျွန်တော်ပြောတယ်ဇာတုံးမွေးကွေသမားတွေဇာကုတုံးမွေးကွေလိုက်မယ်ဆိုရင်ကျွန်တော်လိုက်နေတဲ့အခွေလုံးဝ6 9အဘူပါခွေ ုံးဝအင်ကမကြော်စရာဘူးလို့ပြောပြီးတော့ပေးခဲ့တဲ့အခွေငါဘူးအောင်သွားပြီနော်ကဲအဲ့တော့အားလုံးပဲဒီညနေမှာဆက်ပြီးတော့အောင်ရင်လည်းဆိုရင်မနေ့ကလုံးကကျွန်တော်တို့ဒီမှာ41ဆိုရဲကြာထားတယ်ကိုယ်မနေ့က၄ပိုင်းပတ်၄ပိုင်း၄တလုံးပိုင်းရပြီးတော့မပေါက်လိုက်ရတဲ့41ကိုယ်ဒါပွင့်လင်းလုံးပြောရလေးဟုတ်တယ်ထွန့်ထွန့်ပေါင်ပေါင်ပေါက်တယ်ပေါ့ဘူးပေါ့နော်အဲ့41ကိုယ်ကိုဒီမှာနဲ့မှာဆက်ပြီးတော့ရိုက်ချင်တဲ့အဲ့ကွင်းတိုင်းဆက်ပြီးထိုးချင်တဲ့ဆိုတဲ့မျိုးတခါတည်းဝင်တာကထွက်လိုက်ဝင်နိုင်မလို့နဲ့ เนาะကျွန်တော် live view live စလို့9မိနစ်ပြည်တာ ਨੇ ကျွန်တော်တခါတည်းပြပြီးပါเนาะထွက်လိုက်ဝင်တိုင်းမလုံးနဲ့လက်ပါလေး dancing နေပြီးပါ channel လေး subscribe နေရတဲ့ channel လေးကို subscribe နေသွားပြီးပါ comment မှာမင်္ဂလာပါလေးတွေမှတ်သွားပြီးပါเนาะအဲ့တော့မနက်ပိုင်းမှာလည်းကျွန်တော်ဇာတုံးမွေးခွေ live တယ်ဆိုတဲ့အမျိုးတွေက6109အပူပါခွေ ਨੇ ရမှာပဲเนาะမ live တဲ့လူကတော့မရမှာလေအဲ့တော့ကျွန်တော်တို့မနက်ကလည်းပြောတဲ့ရင်93ည1ကြီး93ည8ကီးစနေတမီနဲ့အတွက် နော်အဲ့တော့ဒီညက်နေမှာလုံးဝ41ကြတဲ့ site 41ကို41ကြသွားတဲ့ site တကောက်ကောင်း site နဲ့ထိုးကျင်နေဆိုတဲ့အလို့တခါတည်းဝင်လာကတခါတည်းပြပြီးသွားမှာဟုတ်ပြီနော် live စလို့9မိနစ်ပြည်တာနဲ့ပြပြီးသွားအဲ့တော့ထွက်လိုက်ဝင်လာမလုံးနဲ့ channel မှာ subscribe နဲ့ရတယ် channel လေးကို subscribe နှိပ်သွားပြီးကိုမမမင်္ဂလာပါလေးတန်းစီပြီးတော့ရေးသွားပြီးကဲအဲ့တော့ live လာမလေးနေအားပေးမယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်ထွက်စင်လေးရေးမယ် အဒီကမနက်ကပြောတယ်6.95ဘူးပါခွေရလုံးဝချက်ကျင်းနေပါလာနိုင်မယ် ကဲလိုက်လာမလေးနေမယ် channel လေး subscribe နေရတဲ့ channel လေးကို subscribe နေသွားပြီပါကောမမှာမင်္ဂလာပါလေးမှန်သွားပြီပါဗျာเนาะကဲအဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြမယ်မနေ့ကလုံက47မှာ၄တလုံးပိုင်းရပြီးတော့47မပေါက်လိုက်ရတဲ့ကိုယ်မတွေ့တော့မပေါက်လိုက်ရအဲ့တော့ဒီနေ့မှာဆက်တွေ့ပြီးဆက်ပြီးမှဆိုရင်တကွက်ကောင်းထိုးရမယ်เนาะဆက်ပြီးမှဆိုရင်တကွက်ကောင်းထိုးရမယ်အဲ့တော့အားလုံးပဲတက်ညီလက်ညီလေးလက်မလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပြီးတော့ဝင်လာခဲ့ဗျာเนาะ ကဲအဲ့တော့ဒီကောင်ကဘလို့လာထားတယ်ဆိုတော့ဟောဒီမှာ၈ဟောဒီမှာ2ဟောဒီမှာ5ရှစ်နှစ်5ဒီကနန်း၃လုံးပေါင်းခြင်းက၈ရဲ့2ရဲ့5ရဲ့ဒီကနန်း၃လုံးပေါင်းခြင်းကကျွန်တော်ဒီ58ကြားတဲ့ကွယ်နော်58ကြားတဲ့မူ58ကြားတဲ့မူကျွန်တော်ပြန်ပြပေးမှာနော်အဲ့တော့58ကြသွားတဲ့မူကဒီညနေမှာဘာကနန်းဆက်ကြမလဲဆိုကျွန်တော်မိတ်ဆွေတွေတစ်ချက်ကလေးလိုက်ပြီးတော့ကြည့်ရှစ်နှစ်ကရန်ကောင်းတယ်ရှစ်နှစ်ကဒီ၃လုံးပေါင်းခြင်းက5ရှစ်နှစ်ကဒီရှစ်နှစ်ကဒီ၃လုံးပေါင်းခြင်းက5 ဒီငါ့ကိုသူ့ရဲ့ဇောင်းသုံးလုံးပေါင်းခြင်းချောင်းနှစ်ခွန်ဒီသုံးလုံးပေါင်းခြင်းကငါ့လို့ဖြုတ်တယ်။အဲဒီတော့ခွန်နောက်ပိတ်ဒီသုံးလုံးပေါင်းခြင်းငါ့ကိုဒီဇောင်းသုံးလုံးပေါင်းခြင်းငါ့ဆိုပြီးတော့ဒီမှာခွန်နောက်ပိတ်ကြတယ်။ဟုတ်ပြီ။အဲဒီတော့ဒီသုံးလုံးပေါင်းခြင်း၃ည၆၈၈ဒီဇောင်းသုံးလုံးပေါင်းခြင်း၄က၃ည၆၈ဒီသုံးလုံးပေါင်းခြင်း၄ကိုဟောဒီမှာ၆၃၅ဒီဇောင်းသုံးလုံးပေါင်းဒီကနန်းသုံးလုံးပေါင်းခြင်းက၄ဆိုပြန်ရိုက်တယ် ီ3လုံးပေါင်းချင်း၄ကိုဒီ3လုံးပေါင်းချင်း၄လို့ပြန်ရိုက်တော့3ထိပ်စီအဲ့တော့3ထိပ်စီ9ဝိနဲ့30ခွန်တကွာကောင်းဟုတ်ပြီတော့ဟုတ်ပြီနောက်တစ်ဝက်ကိုကြည့်ဒီ2ရဲ့ဒီ3ရဲ့ဒီခွန်ရဲ့2 3ခွန်ဒီ3လုံးပေါင်းချင်းက2ရဲ့3ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်းချင်းက2လို့ရဒီ2 3ခွန်ဒီ3လုံးပေါင်းချင်း2ကိုတဲ့နော်ဟောဒီဇောင်း3လုံးပေါင်းချင်းက2ဆိုပြီးတော့ပြန်ပြီးတော့အော် sorry နှစ်3ကိုဒီ3လုံးပေါင်းချင်းနှစ်ကိုဟောဒီဇောင်း3လုံးပေါင်းချင်းကနှစ်ဆိုပြီးတော့ပြန်ရိုက်ထားတယ်။အဲ့တော့633ဒီ3လုံးပေါင်းချင်းကနှစ်လို့ရိုက်တယ်။အဲ့တော့ဒီဇောင်း3လုံးပေါင်းချင်းနှစ်လို့ရိုက်ထားချင်းဒီ3လုံးပေါင်းချင်းနှစ်လို့ရိုက်ချင်းကြောင့်ဒီဇောင်း3လုံးပေါင်းချင်းနှစ်လို့ရိုက်မယ်ဆို3တော့ပဲ။ဟုတ်ပြီနော်။အဲ့ဒီ3တော့ဝိတ်ကို8 9နှစ်ဒီကဏန်း3လုံးပေါင်းချင်းက8ရ9ရ2ဒီကဏန်း3လုံးပေါင်းချင်းက9လို့ရိုက်ချင်းကြောင့်9 3ခုဒီကဏန်း3လုံးပေါင်းချင်းကလည်း9လို့ရ။ဟုတ်ပြီနော်။ ဒီကနန်းသုံးလုံးပေါင်းချင်းနှစ်လို့ဖြစ်ချင်းရောက်ဒီကနန်းသုံးလုံးပေါင်းချင်းနှစ်လို့ဖြစ်မယ်ဆို၃တော့ပဲဒီကနန်းသုံးလုံးဒီကနန်းသုံးလုံးပေါင်းချင်း၅လို့ဖြစ်ချင်းရောက်ဟောဒီကနန်းသုံးလုံးပေါင်းချင်း၅လို့ဖြစ်မယ်ဆို၃ထိပ်စီ၃ထိပ်စီ၃တော့ပဲနဲ့၃ဘူးတစ်ကွက်ကောင်မကြတော့ဘူးလေကြာထားတယ်ဟုတ်တယ်နော်၃ထိပ်စီ၃တော့ပဲနဲ့တော်မှုတော့ကောင်းကြတာကဲအဲ့လိုနောက်တပွဲမှာသွားကြည့်မယ်ဟောဒီမှာ3ခွန်3ဒီကနေ့ sorry နော် sorry 333ဒီကနန်း3လုံးမောင်းခြင်းက9 300 300ဒီကနန်း3လုံးမောင်းခြင်းက9လို့ရတယ်333ဒီကနန်း3လုံးမောင်းခြင်း9လို့ရခြင်းကြောင့်လည်းဟောဒီဇောင်း3လုံးမောင်းခြင်းက9လို့ဆိုပြီးတော့ထပ်ဖြစ်ပြရတယ်အဲ့တော့ဒီ333 33လုံးမောင်းခြင်းက9လို့ရခြင်း931ဒီဇောင်း3လုံးမောင်းခြင်းက9လို့ရမယ်ဆိုရင်တင်နာဝိတ်မနေရတော့40တိကြာတယ်ကွယ်နော်အဲ့တော့တင်နောက်ဝိတ်ဒီတင်နောက်ဝိတ်ကိုကျွန်တော်တို့က၄၃ညာ၃ဒီကနန်း၃လုံးပေါင်းခြင်းကခွန်ဖြစ်ချင်းကြောင့်ね ဟုတ်ဒီကနန်းသုံးလုံးပေါင်းခြင်းကခွန်လို့လိုက်ဖြစ်ပေးရမှာ3 4 3။ဒီကနန်းသုံးလုံးပေါင်းခြင်းကလည်းခွန်လို့ဖြစ်ပေးရမှာဆိုရင်6ထိပ်စီ။နော်ဒီသုံးလုံးပေါင်းခြင်းက9ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်း9လိုက်ဖြစ်ပေးရတယ်ဆိုတော့6 1နောက်ပဲဒီကနန်းသုံးလုံးပေါင်းခြင်းခွန်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်းခွန်ဖြစ်ရမှာဆိုရင်6ထိပ်စီ။6ထိပ်စီ1နောက်ပဲနဲ့48တက်ခွက်ကောင်းဆိုမနည်းရအောင်ကကျွန်တော်တို့ထွက်သွားတယ်48တက်ခွက်ကောင်းစား။ဟုတ်ပြီနော်အားလုံးပဲရမယ်မျှော်လင့်နေနော်။ เนาะအဲ့တော့ကျွန်တော်တို့ဒီညက်နေ့၄နာရီခွဲမှာကျွန်တော်တို့ကဘာဆက်လိုက်ရမလဲဘာဆက်ထူပါမလဲဆိုတော့ဆက်ကြည့်မယ်3 4 1 3ရ4ရ1ဒီ3လုံးပေါင်းချင်းက8 3 4 1ဒီ3လုံးပေါင်းချင်း8ကိုဟောဒီဇောင်း3လုံးပေါင်းချင်း8လို့ဖြစ်ပြရမှာဆိုရင်ကျွန်တော်တို့ဒီမှာဘာခဏထည့်ပြရဘာနောက်ပိတ်ထည့်ပြရမလဲအားလုံးမတိတဲ့မိတ်ဆွေတွေအားလုံးမတယောက်ချင်းဒီကျွန်တော်တို့เนาะ comment တွေမှတ်ပြပါเนาะ 3 4ဒီကနေ့ဆောင်ဒီကနေ့3လုံးပေါင်းခြင်းက10လို့ဖြစ်ခြင်းကြောင့်ဒီဆောင်3လုံးပေါင်းခြင်း10လို့ဖြစ်ရမှာဆိုဒီမှာကျွန်တော်တို့ဘာနောက်ပေးထည့်ပေးရမယ်အားလုံးမသိတဲ့မိတ်ဆွေတယောက်ချင်းစီမှန်သွားပြီဟုတ်တယ်၄နောက်ပေးထည့်ပေးရမယ်၄เนาะ၄နောက်ပေးအဲ့ဒီ၄နောက်ပေးကို6ခွန်3ဒီကနေ့3လုံးပေါင်း6ခွေခွန်ရဲ့3ဒီကနေ့3လုံးပေါင်းခြင်းက6လို့ရခြင်းကြောင့်တဲ့ဟောဒီကနေ့3လုံးပေါင်းခြင်း6ဖြစ်ပေးရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာခွန်ရဲ့1ရဲ့ ရှိခြင်းကြောင့်ခွန်တင့်နှလုံးပေါင်းရှစ်ရှစ်ကို6ဖြောင်းဆိုကျွန်တော်ထိတ်စီရပါထိတ်စီထည့်ပြရအောင်အလုံးပဲတိရမိတ်ဆွေတောက်ချမ်းစီမှတ်ပြီးသွားမယ်လမ်းမလေးတန်းစီနေသွားမယ်ကြည်နေရင်လည်းဖုံးမှန် screen ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးသွားအဲဆိုရင်လမ်းမနေပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့က84ရှစ်ထဲမှာဟုတ်တယ်လေ85ရဲ့တက်ပေါင်းလို့6ဒီသုံးလုံးပေါင်းချင်းဒီသုံးလုံးပေါင်းချင်း6ဖြစ်အောင်ဒီ6ဖြစ်တဲ့အတွက်ကြောင့်ဒီသုံးလုံးပေါင်းချင်း6ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသုံးလုံးပေါင်းချင်း6ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ရှစ်ထိတ်စီ ထည့်ပြရမယ်84မှန်တယ်84တကွက်ကောင်းမလေးက41ကြတဲ့ size ဆိုရင်84တကွက်ကောင်း84တကွက်ထည့်ဒီကောင်ကဒီလုံးမဟုတ်ဘူးနောက်တစ်ပွဲနဲ့ဆက်ပြီးတော့သွားမယ်နောက်တစ်ပွဲနဲ့နောက်တစ်ဆိုင်နဲ့ဆက်သွားမယ်ဆိုရင်နောက်တစ်ဆိုင်ကိုဆက်ပြီးတော့ပြပေးမယ်နော်အဲ့တော့ကျွန်တော်မျိုးတွေအားလုံးပဲချိန်နေရင်လည်းဘာမှပန်းကြီးတာမဟုတ်နော်ဖုံးမှန် screen လေးကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြရတာဘာမှပန်းကြီးတာမဟုတ်နော်လက်ညှိုးလေးနဲ့ ောက်ပြီးပါလေးစတေငါဘူးနော်ခြေတက်ကုန်းကဘူးပါခွေထွက်သွားပြီနော်ခြေတက်ကုန်းကဘူးပါခွေတဲ့ထွက်သွားပြီကဲအဲ့တော့ဆက်ပြီးတော့ကြည့်မယ်ဆက်ပြီးကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘာတွေဇက်တွေ့တယ်ဆိုတော့ ဒီသုံးလုံးပေါင်းခြင်းကနှစ်သုံးချား66ဒီသုံးလုံးပေါင်းခြင်းကနှစ်သုံးချား66ဒီသုံးလုံးပေါင်းခြင်းနှစ်ကိုဟောဒီဇောင်းသုံးလုံးပေါင်းခြင်းကနှစ်ဆိုပြီးတော့ရိုက်တယ်သုံးချား66ဒီသုံးလုံးပေါင်းခြင်းကနှစ်ကိုဒီဇောင်းသုံးလုံးပေါင်းခြင်းနှစ်လို့ရိုက်တယ်သုံးနောက်ဝိတ်ဒီသုံးလုံးပေါင်းခြင်းက၈၅၆ဒီသုံးလုံးပေါင်းခြင်းက၉၅၃၁ဒီဇောင်းသုံးလုံးပေါင်းခြင်းက၉လို့ရိုက်တယ်တင်တော့ဗျ ၄၃၅ဒီကဏ္ဍအသုံးလုံးပေါင်းခြင်းက၉ဟောဒီဇောင်းသုံးလုံးပေါင်းခြင်း၉လို့ရိုက်ပြရမှာဆိုရင်ဘာနောက်ပိတ်ထည့်ပြရမလဲအလုံးပဲအမျိုးတွေ၉လို့ရိုက်ပြရမှာဆိုရင်ကျွန်တော်တို့က၅နောက်ပိတ်ထည့်ပြရမှာဟုတ်လားဒီသုံးလုံးပေါင်းခြင်း၂ကိုဒီဇောင်းသုံးလုံးပေါင်းခြင်း၂လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်း၉ကိုဒီဇောင်းသုံးလုံးပေါင်းခြင်း၉လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်း၉ကိုဒီဇောင်းသုံးလုံးပေါင်းခြင်း၉လို့ရိုက်မှာဆိုရင်၅နောက်ပိတ်ခွက်က၈ထိပ်စီနဲ့ဆိုတော့ကျွန်တော်ဘာရရမလဲဆိုရင်85 တကွယ်ထည့်ရအောင်နော်85တကွယ်ထည့်ရပြန်ကဲအဲ့လိုမှမဟုတ်သေးဘူးသူကနောက်ထည့်85လည်းမကြိုက်သေးဘူးနောက်ထည့်ထည့်စီတဆိုင်ကိုဆက်ပြီးကြည့်ကြမယ်နော်ဆက်ထည့်စီတဆိုင်ကိုဆက်သွားကြည့်မယ်အဲ့တော့ဒီကောင်ကဘယ်လိုလာလဲဆိုတော့ဒီနှလုံးပေါင်းခြင်း85နှလုံးပေါင်းခြင်းက3အိုက်3ဟာထိစီဒီ4 3ညာနှလုံးပေါင်းခြင်းက4အိုက်4ဟာထိစီဟုတ်ပြီအဲ့ဒါဆိုရင်6 9နှလုံးပေါင်းခြင်းက3အိုက်3ဟာထိစီလို့ပြင်မယ်ဆိုရင်ကျွန်တော်တို့က 35တကွက်ထည့်ပြီးမယ်အပေါ်က၄နောက်ပိတ်နေဆိုရင်34တကွက်ထက်ထည့်ပြီးမယ်ဟုတ်တယ်နော်35တကွက်34တကွက်ထက်ထည့်ပြီးမယ်အဲ့အဲ့လိုမှမဟုတ်ဘူးအဲ့လိုမှမဟုတ်ဘူးအဲ့ထဲမှာ35ရဲ့34ရဲ့ဒီနော်35ရဲ့34ရဲ့ဒီနှစ်ကွက်ထဲမှာကျွန်တော်အကြိုက်ဆုံးကွက်လုံးဝရှယ်ကြိုက်တဲ့အကွက်ကကျွန်တော်34တကွက်ကိုကြိုက်တယ်။ဘာကြောင့်34တကွက်ကိုကြိုက်တာလဲ ။ဘာကြောင့်34တကွက်ကိုကြိုက်တာလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်။ဒီ3ညရဲ့ဒီ6ရဲ့3ည6 3ညဒီ3ညရဲ့ဒီ6ရဲ့ဒီ3ရဲ့ပေါ့နော်။3ည8 3ဒီကနန်း3လုံးပေါင်းခြင်းက1 3ည8 3ည8 3ဒီကနန်း3လုံးပေါင်းခြင်းက1ကို9 3 3ဒီကနန်း3လုံးပေါင်းခြင်းက1လို့ပြောရိုက်တယ်3ည8 3ဒီကနန်း3လုံးပေါင်းခြင်းက1ကို9 3 3ဒီ3လုံးပေါင်းခြင်းက1လို့ရိုက်တယ်8 4 ရှစ်လေးသုံးရှစ်ရဲ့လေးရဲ့သုံးရဲ့ရှစ်လေးသုံးဒီကနန်းသုံးလုံးပေါင်းခြင်းက9ကိုရှစ်ရဲ့လေးရဲ့သုံးရဲ့ရှစ်လေးသုံးဒီကနန်းသုံးလုံးပေါင်းခြင်းက9ကို ဟောဒီမှာ3ညာ4တဒီကနန်းသုံးလုံးပေါင်းခြင်းက9ဆိုပြီးတော့ထည့်ရိုက်တယ်ဟုတ်ပြီနော်ဟုတ်ပြီနော်4 6 4 4ရဲ့6ရဲ့4ရဲ့4 6 4ဒီသုံးလုံးပေါင်းခြင်းက4ကိုတဲ့ လေးချောက်လေးဒီသုံးလုံးပေါင်းခြင်းလေးကိုဒီကနန်းသုံးလုံးပေါင်းခြင်းလေးလို့ရရမယ်ဆိုဒီမှာခွန်ရှိခြင်းကြောင့်ဒီမှာခွန်ကိုလေးဖြစ်အောင်ဆိုကျွန်တော်ဒီမှာဘာပရိထည့်ပြီးရမလဲခွန်ပရိထည့်ပြီးရဟုတ်လားဟုတ်လားနားလည်လားမသိဘူးနားလည်လားမသိနားလည်မယ်မျှော်လင့်တယ်နော်3 66ဒီသုံးလုံးပေါင်းခြင်း2ကို3 66ဒီသုံးလုံးပေါင်းခြင်း2ကိုတဲ့အဲ့တော့ဒီဇောင်းသုံးလုံးပေါင်းခြင်း2လို့ဖြတ်တယ်၃နောက်ပဲ နော်ဟောဒါဒါနောက်ပိတ်ဆိုင်ပေါ့နော်ထားလိုက်383ဒီ3လုံးပေါင်းချင်း1ကို383ဒီ3လုံးပေါင်းချင်း1ကို933ဒီ3လုံးပေါင်းချင်းနဲ့တက်တယ်843ဒီ3လုံးပေါင်းချင်း9ကို843ဒီ3လုံးပေါင်းချင်း9ကို341ဒီ3လုံးပေါင်းချင်း9နဲ့9ဖြစ်တယ်464ဒီ3လုံးပေါင်းချင်း4ကို935ဒီ sorry 464လေးဒီသုံးလုံးပေါင်းခြင်း၄ကိုဒီကနန်းသုံးလုံးပေါင်းခြင်း၄လို့ဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီပါခွန်ရှိရင်းကြောင့်ခွန်၄ဖြစ်အောင်ဆိုခွန်ဘရိတ်ထည့်ပြရမယ်ဟုတ်တယ်နော်ခွန်၄ဖြစ်အောင်ဆိုရင်ခွန်ဘရိတ်ထည့်ပြရမယ်အဲ့တော့ကျွန်တော်34တက်ကွက်ကိုကြိုက်တယ်34တက်ကွက်ကိုကြိုက်တယ်အဲ့တော့ကျွန်တော်တို့ကနော်64 85 35 34 နော်ခပပါတော့အားခပပါအားထူပါနော်ရှစ်လေးရှင်ကသုံးကသုံးလေးပါနော်ခပပါအားထူပါဒါကတော့မိဒူမိဒူမိကကျွန်တော်တို့ဘာရှင်းလဲဆိုရင်၈9နောက်ပြီးတော့3 9နောက်ကကြတော့1 9အာဒီကနေ့ ခွနကွက်ပဲရှိမှာနော်ဒီကနေ့ခွနကွက်ပဲရှိမှာဒီကနေ့ခွနကွက်ကိုဒီညနေ၄နာရီပေါ်မှာထိုးရင်လုံးဝရှယ်ပဲနော်လုံးဝရှယ်ပဲ၈၄၈၅၃၅၃၄နော်အဲ့ဒီကနေ့ခွနကွက်ကိုဒီညနေ၄နာရီပေါ်မှာထိုးမှာဆိုလုံးဝရှယ်ပြီးသွားကဲအားလုံးပဲပါရင်ပါနောက်ရကြမှာပြန်တွေ့မယ်ကျွန်တော်ကူမာရီအားလုံးကိုစိတ်ချမ်းသာကိုကျမ်းမာရင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီညနေမှာထိုးတဲ့ကနေ track ကနေ ထွက်တဲ့ကနေမှာတစ်ထက်တည်းကြပါသေးပြီเนาะအဲ့တော့ဒီညနေမှာကျွန်တော်8465353489295ပေါ့เนาะဒီကနေခုနှစ်ခွက်ပဲရပါတယ်ကြဲအဲ့တော့အားလုံးပဲပါရင်ပါလမ်းမမနေရသေးတဲ့မျိုးတွေတယောက်တစ်ချက်စီဖုံးမှန်လေးကိုဒီလိုလေးတောက်သွားပြီအဲ့တော့လမ်းမနေပြီလားဖြစ်သွားလိမ့်မယ်ကြဲအဲ့တော့အားလုံးပဲပါရင်ပါဗျာเนาะ